င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အမရဘူရမြို့နယ်မှာဒေါက်တာတေစာဆန်းကိုနန်းလေးနဲ့ကိုခန့်ဝေဖြိုးတို့ရဲ့ဓာတ်ပုံတွေကိုပြသပြီးသတင်းပေးရင်ငွေကျပ်သိန်းနေရာချိမြင့်မယ်လို့ပြည်သူတွေကိုစစ်တပ်ကလိုက်လံစည်းရုံးနေပါတယ်မြန်မာပြည်နယ်ပအမေရိကန်နိုင်ငံသားချင်းတိုင်းသားလူငယ်ကျော့ရှူဝါဘန်က ကမ္ဘာချန်ပီယံပန်ဒိုဂျာကိုအနိုင်ယူပြီး UFC Flyweight တန်ကမ္ဘာချန်ပီယံဖြစ်လာကချန်ပီယံကပတ်ကိုဆက်လက်ကာကွယ်မယ်လို့ပြောတဲ့သတင်းပါဝင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့မန္တလေးတိုင်းအမရပူရမြို့နယ်မှာဒေါက်တာတေဇာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးထုတ်တဲ့ဆန္ဒပြဓာတ်ပုံတွေကိုလိုက်လံပြသပြီးတင်းပင်းရင်ငွေကျပ်300ချိမြင့်မယ်ဆိုပြီးပြည်သူတွေကိုစစ်တပ်ကလိုက်လံစီရင်နေရလို့အမရပူရမြို့နယ်ကပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဒီဇင်ဘာလ3ရက်နေ့ကမန္တလေးမြို့ပေါ်မှာဒေါက်တာတေဇာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးထုတ်ကဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဲ့ဒီဆန္ဒပြမှုနဲ့အတူဒီဇင်ဘာလ10ရက်နေ့တနင်္ဂနွေလုံးမှာအတန်တိတ်တပိတ်မှာပါဝင်ဖို့အတွက်စီယုံလှုံ့ဆော်သွားတာကြောင့်အကြမ်းဖက်စစ်တပ်ကတပိတ်ခေါင်းဆောင်တွေကိုဖမ်းဆီးရရှိရတဲ့အတွက် နီလန်မျိုးစုံနဲ့စူးစားလာတာလည်းဖြစ်ပါတယ်။စူးစားတဲ့နီလန်တွေထဲမှာမန္တလေးမြို့ပတ်ဝန်းကျင်ကမြို့တွေကျေးရွာတွေကိုအဲဆင်းတွေဇက်တိုက်စစ်ဆင်းနေရလို့လည်းသိရှိရပါတယ်။အဲဆင်းစစ်ချိန်မှာဒေါက်တာတေဇာဆန်းအပါအဝင်တပိတ်ခေါင်းဆောင်တွေရဲ့ဓပုံတွေကို ပြတ်တာက မြင်မှုချင်းရှိမရှိ တကယ်လို့တွေ့ရှိတယ်ဆိုရင်ချက်ချင်းအကြောင်းကြားဖို့နဲ့ငွေကြက်သိန်းနေရာချိမြင့်မယ်ဆိုပြီးစစ်တပ်ကလိုက်လံပြောဆိုနေတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတို့ကပြောပါရယ်အမရဘူရမြို့နယ်က တခြားပြည်သူတွေကလည်းစစ်တပ်ကကိုတေစာဆန်းဓာတ်ပုံနဲ့တပိတ်ခေါင်းဆောင်တွေရဲ့ဓာတ်ပုံတွေကိုလိုက်လံပြတ်တာပြီးမင်းမြန်းစုံစမ်းမှုတွေကိုလုဆောင်နေရဆိုတာမှန်ကန်တယ်လို့ရန်ကုန်ခေတ်သစ်ကိုပြောပြပါရယ်ဒီဇင်ဘာလ3ရက်နေ့မှာလူတို့အရေးတော်ပုံခေါင်းဆောင်တွေဖြစ်ကြတဲ့ဒေါက်တာတေစာ ြဆန်းကိုနန်းလင်းရန်ကုန်နဲ့ကိုခန့်ဝေဖြိုစကိုင်းတို့အပါဝင်ရဲဘော်ရဲဘက်တွေပြည်သူလူထုနဲ့အတူပူပေါင်းကရွေးကောက်ပွဲစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့မန္တလေးတိုင်းချမ်းရင်တာဆန်းမြို့နယ်ကလမ်းဘေးစည်တံကိုဒီဇင်ဘာလ၄ရက်နေ့ည10:00နာရီဝန်းကျင်ချိန်မှာအလဲပိုင်းတိုင်းစစ်တိုင်းမှုအမိတ်နဲ့စစ်တပ်နဲ့စီပင်ကဝင်ရောက်ဖျက်ဆီးခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ီတစ်ခါမှာတော့စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို စန့်ကျင်ကန့်ကွက်တဲ့ဆန္ဒမဲပေးနိုင်တဲ့ website မှာ လေးရက်အတွင်းမှာဆန္ဒမဲပေါင်းတသန်းကျော်ရရှိထားပြီးမဲတသန်းခွဲကျော်ရရှိဖို့အတွက်ပြည်သူတွေဆက်လက်ပါဝင်ဖို့အဲ့ဒီ website ကိုဖန်တီးလိုက်တယ် နေဆက်အခြေဆိုင်တော်လိုင်းအင်အားစုကရဲဘော်ကြော်ကြီးကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ဒီဇင်ဘာလ၄ရက်နေ့မှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒမဲပေးနိုင်တဲ့ website ကိုလွှင့်လင်ခဲ့တာဖြစ်ပြီးအဲ့ဒီ website မှာလုံခြုံစွာဆန္ဒဖော်ထုတ်နိုင်တယ်လို့လည်းဆိုထားပါရယ်အဲ့ဒီ website မှာဝင်ရောက်မဲပေးနိုင်တဲ့အပြင်မိမိခံစားချက်အမြင်တွေကိုလည်းလွတ်လပ်စွာ ရေးသားနိုင်တယ်လို့ website ကိုဝင်ရောက်မဲပေးတာနဲ့မှတ်ချက်ရေးသားခြင်းတို့အတွက်ပြည်သူတွေရဲ့လုံ ကြုံရေးအတွက်အထူးဆောင်ရွက်ထားရလို့လည်းသိရှိရပါတယ်။ဒီ website မှာဝင်ရောက်အသုံးပြုတဲ့ပြည်သူတွေရဲ့ဘာအချက်လက်ကိုမှမှတ်သားသိမ်းဆည်းထားတာမရှိတဲ့အတွက်ကြောင့်ပြည်တွင်းမှာရောပြပကပါ လုံခြုံစွာ အသုံးပြုနိုင်မယ့်အပြင် website မှာဝင်ရောက်ကလစ်ချင်းနဲ့အကျန်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မှတ်ခံကြောင်းဝင်ရောက်ပူးပေါင်းပါဝင်နိုင်တယ်လို့လည်းရဲဘော်ကြော်ကြီးကပြောပါရယ်အဲ့ဒီ website ကို ဖုန်းသို့မဟုတ်ကွန်ပျူတာတစ်လုံးနဲ့တစ်ချိန်သာဝင်ရောက်မဲပေးနိုင်တာဖြစ်ပြီးရရှိလာတဲ့မဲနံပါတ်အရေးအတွက်ကိုနိုင်ငံတကာအတိုင်းဝန်သိရှိအောင်လှုပ်ဆောင်သွားမယ်လို့လည်းသိရှိရပါတယ်။ဂျက်ဘက်စစ်တပ်ကစစ်စင်ထားတဲ့ရွေးကောက်ပွဲမတိုင်ခင်အချိန်ထိကန့်ကွက်မဲအရေးအတွက်တန်းချီရရှိရန်မျှော်မှန်းထားပြီးပြည်သူတွေရဲ့ထင်မြင်ချက်တွေကိုလည်း website မှာလွတ်လပ်စွာဝင်ရောက်ရေးသားနိုင်ပြီးအထူးအရာရွေးကောက်ပွဲကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ဖိနှိပ်မှုတွေပဋိပက္ခတွေကိုဝင်ရောက်ရေးသားနိုင်တယ်လို့လည်းသိရှိရပါတယ်ရှင်။ရန်ကုန်တိုင်းအသင်းတပုတ်ကိုကြည့်အောင်ပါ။ရန်ကုန်တိုင်းလှဲကူးမြို့နယ်တာတနာရိတ်တာရက်ကွက်မှာမြို့နယ်ကြက်ဖို့ရုံးကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရမှာအဆောင်ပြူစောထီတွေထိခိုက်မှုရှိနိုင်ပြီးရုံးအဆောင်လည်းပျက်စီးမှုရှိခဲ့တယ်လို့ရန်ကုန်အာမေ WAE ကတာဝန်ရှိသူကရန်ကုန်ခေတ်သစ်ကိုပြောပြပါရတယ်။ဒီဇင်ဘာလ6ရက်နေ့ည9:35မိနစ်အချိန်ခန့်မှာ လဲကူးမြို့နယ်တာသနာရိတ်သာရက်ွက်ကစစ်ဖို့ပါတီမြို့နယ်ရုံးကအဆောင်စစ်သားနဲ့ပြူစောထီတွေကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကအင်အားပြင်းနဲ့ပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။လေကူးမြို့နယ်စစ်ဖို့ပါတီရုံးဟာအကြက်ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြုလုပ်မယ်။တရားဝင်ရေကောက်ပွဲတဲ့ပူပေါင်းပါဝင်ဆောင်ရနေတာကြောင့် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါဗါးအဲ့ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမေဝိုင်နဲ့အတူအနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဘက်ကဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါဗါးအကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေတရားဝင်ရုပ်ောက်ပွဲမှာပတ်သက်ပြီးပါဝင်လုက္ကန်နေကြသူတွေကိုဆက်လက်ကအပြင်းထန်တိုက်ခိုက်သွားမယ်လို့လည်းရန်ကုန်အာမေဝိုင်ကတတိပေးထားပါရှင် ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ခမ်းမကိုဖောက်ခွဲတိုက်ခိုက်ရမှာရဲနှုံးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့မြို့ပြကျွတ်အဖွဲ့ကတာဝန်ရှိသူနဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါရယ်ဒီဇင်ဘာလ6ရက်နေ့ည10:00နာရီခွဲအချိန်လောက်မှာမြောက်ကလာပါခမ်းမကိုမြို့ပြကျွတ်အဖွဲ့သားတွေကလက်လုံမိုင်းနဲ့လက်ပစ်ဘုံးတွေနဲ့ပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ် အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာမြောက်ကလာမြို့နယ်ခမ်းမမှာလုံခြုံရေးယူထားတယ်။အကြက်ဖက်စစ်တပ်လက်အောက်ခံရဲတွေအနီးမှာကြားရောက်ပောက်ကွဲသွားခဲ့ပြီးရဲနှုံးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။မြို့ပြကြွက်အဖွဲ့အနေနဲ့ဆက်လက်ကခေါင်းမာစွာဆေးရနာရှင်တွေရဲ့ပေးစာကန်းစာတွေလောက်နဲ့ပြည်သူအပေါ်ကိုဖိနှိပ်ရန်ရှာတက်တဲ့လမ်းကိုရွေးချယ်နေကြတဲ့စစ်အုပ်စုရဲ့လက်ပါစီတွေ ဒေါက်တိုင်မှန်သမျှကိုနေရာအချိန်မြွေတိုက်ခိုက်ခြေမုံ သွားမယ်လို့လည်းထပ်မံသတိပေးချက်ထုတ်ပြန်ထားပါရရှင်။ဘကောဝတဲ့တဘောက်ကိုကြည့်အောင်ပါ။ဘကောတိုင်ဂျိုးပင်ကောင်မြို့နယ်နဲ့နတနင်းမြို့နယ်ကစတင်ကျောင်းနယ်ကြီးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျက်တက်ခဲ့တာကြောင့် တန်ကားတော်တပားနဲ့ပြည်သူတို့ဟာတေဆုံးခဲ့ရလို့ဒေသပြည်သူတွေနဲ့တာရီခန်တိုင်းစစ်ဘက်ရေးရာတာဝန်ခံရဲဘော်တစ်စာကရောက်ကခက်တစ်ကိုပြောပါရယ်ဒီဇင်ဘာလ6ရက်နေ့မွန်လွယ်3:30မိနစ်အချိန်ကမှာဂျိုးပင်ကောင်မြို့နယ် အေးရွာလေးအောင်ချမ်းသာကြေးရွာစတင်ကြောင်းကိုအကျန်းဖက်စစ်တပ်ကဆက်တက်လေထီ3စီးနဲ့ဘုံကိုလုံးကိုကျဲချတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်ကြေးရွာမှာနေထိုင်တဲ့ပြည်သူ အသက်45နှစ်အရွယ်ရှိတဲ့ကိုလင်းဟာတေဆုံးခဲ့ရပြီးကျောင်းပိတ်ခြင်းဖြစ်တာကြောင့်ကလေးငယ်တွေထိခိုက်မှုမရှိခဲ့ဘူးလို့လည်းသိရှိရပါတယ်။အလားတူဒီဇင်ဘာလ၄ရက်နေ့ကလည်းနတလင်းမြို့နယ်ငုတ်တူရွာနဲ့ကန်စုရွာကိုအကြက်ဖက်စစ်တပ်ကဆက်တက်လ တေထီးနဲ့ဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ရမှာကန်စုရွာကတန်ဃာတော်တပါးဟာပြန်လည်တော်မူခဲ့ရပြီးပြည်သူတို့အုပ်လည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမေမြို့နယ်မြစ်စုံကျေးရွာကိုနှစ်ရက်ဆက်တိုက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုမှာကိုမွန်ဆောင်အမျိုးသမီးတို့ပါဝင်စစ်ပေးဆောင်ပြည်သူ17ဦးဟာတေဆုံးသွားရတယ်လို့ဒေသပြည်သူတွေနဲ့စစ်ပေးဆောင်တွေကိုကူညီနေတယ်လူမှုကယ်ဆယ်အဖွဲ့ဝင်တို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ဒီဇင်ဘာလ6နေ့မနေ့9:05မိနစ်အချိန်ဝန်းကျင်လောက်မှာစစ်တပ်ဟာမိုးမေမြို့နယ် မြစ်ဆုံကျွရတွေကိုလေနဲ့ဘုံကျဲချခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဘုံကျဲချမှုကြောင့်စစ်ပေးဆောင်ပြည်သူတွေကိုဝန်ဆောင်မျိုးသမီးတို့ပါဝင်ပြည်သူ၁၂ဦးဟာပွဲချင်းပြီးတည်ဆုံသွားရတာလည်းဖြစ်ပါတယ်။ဒါ့အပြင်မနေ့ကဒီဇင်ဘာလ9ရက်နေ့ကလည်း မိုးမေမြို့နယ်မြစ်ဆောင်ကျေးရွာကိုလေရင်လေးစီးနဲ့တပြိုင်နက်တည်းထပ်မံဘုံကျဲချခဲ့ပြီးလက်တလုံးမှာတော့ထိခိုက်သေးဆုံးမှုအခြေအနေကိုမသိရှိရသေးဘူးလို့ဒေသပြည်သူတွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ DNL ကမိုးမေမြို့ကိုစစ်တပ်ထံကိုပြန်လည်ပေးရလိုက်ပေမဲ့လက်ရှိအချိန်ထိမိုးမေမြို့နယ်တစ်ခုလုံးကိုစစ်တပ်ကစိုးမိုးမှုမရရှိနိုင်သေးတာကြောင့်ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေသတော်လှန်သတင်းမြစ်ကပြောပြပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မြန်မာပြည်နယ်ပအမေရိကန်နိုင်ငံသားချင်းတိုင်းသားလူငယ်ဖိုက်တာဂျော့ရှူဝါဘန်က UFC Flyweight တန်းကမ္ဘာချန်ပီယံဖြစ်အနိုင်ရရှိသွားတာလည်းဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကအမေရိကန်ပြည်တော်စုမှာကျင်းပတဲ့ UFC Flyweight တန်းချန်ပီယံကမ္ဘာလူပွဲမှာချင်းလူငယ်ဖိုက်တာဘန်က UFC ရဲ့ ဖလိုင်းဝိတ်တန်ကမ္ဘာချန်ပီယံပန်တိုကြာကို အနိုင်ရရှိသွားခဲ့တာဖြစ်ပြီးဖလိုင်းဝိတ်ချန်ပီယံကပတ်ကိုအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ပွဲစတင်ပြီးပထမအချီ26စက္ကန့်မှာပဲ ဗန်ကပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့တာဖြစ်ပြီးပြိုင်ဘက်ဖြစ်တဲ့ကမ္ဘာချင်မြန်ပန်တို့ကြမှာလက်တံရအပြင်းထန်ရရှိသွားတဲ့အတွက်ဆက်လက်မရှင်ပြိုင်နိုင်တော့ပဲအရှုံးပေးလိုက်ရတာလည်းဖြစ်ပါတယ်အသက်24နှစ်အရွယ်ရှိတဲ့ဗန်က UFC ပြိုင်ပွဲမှာ10ပွဲ ရှင်ပြိုင်ထိုးတက်ထားပြီး9ပွဲအထိအနိုင်ရရှိခဲ့တာတပွဲသာရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်ဒါကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံကပတ်အောင်ပွဲခံနိုင်သူလည်းဖြစ်ပါတယ်။ဗန်ဟာမြန်မာပြည်ပွားချင်းတိုင်းရင်းသားဖြစ်ပြီးအမေရိကန်ပြည်ထောင်စုမှာငယ်စဉ်ကတည်းကမိသားစုနဲ့အတူရွှေ့ပြောင်းနေထိုင်အခြေချသူဖြစ်ပြီး UFC ပြိုင်ပွဲမှာရှင်ပြိုင်တဲ့အခါမှာမြန်မာနိုင်ငံကို ကိုစားပြုတ်ကာရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာကဘာပေါ်မှာနာမည်အကျော်ကြားဆုံးဖြစ်တဲ့ UFC ပြိုင်ပွဲမှာမြန်မာ fighter တဦးအနေနဲ့ပထမဆုံး champion ဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။ UFC flyweight တန် champion ဖြစ်လာတဲ့ fan ကသူအခုရရှိထားတဲ့ champion ကပတ်ကိုဆက်လက်ကာကွယ်သွားမယ်လို့လည်းထိုးသက်ခြင်းအပြီးမှာကြိုဝိုင်းတဲမှာပြောကြားသွားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမညပါ